မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Maslan 22ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ KNU ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်မှုနယ်မြေ Mutro KI မှာရှိတဲ့ဖာပွန်မြို့အခြေစိုက်နာမည်ကြီးစစ်ကောင်စီတပ်ဗျူဟာအပါဝင်ဗျူဟာလက်အောက်ခံတရင်တွေကို KNLA တော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေက Maslan 18ရက်နေ့ညက drone နေနဲ့စတင်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖာပွန်ဗျူဟာအပါဝင်စစ်ကောင်စီရဲ့လက်အောက်ခံတရင်တွေဖြစ်တဲ့341 434 340နဲ့ ်အမှတ်16တပ်ရင်းတို့ဟာတော်လိုင်းပူပေါက်တပ်ဖွဲ့တွေက drone နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီဖာပွန်ဗျူဟာလက်အောက်ခံတပ်ရင်း၄ရင်းထဲမှာအမှတ်16တပ်ရင်းကတပ်တန်းအကြဆုံးစခန်းထိုင်တဲ့တပ်ရင်းဖြစ်တယ်လို့သိရပါဗျ။တိုက်ခိုက်ခံရတဲ့အတွက်စစ်ကောင်စီဘက်ကလည်းတော်လိုင်းတပ်ဖွဲ့ဝင်တွေကို drone နဲ့ jet fighter တွေနဲ့တံပြန်ပြီးတော့တိုက်ခိုက်မှုတွေလုံဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတွေကဘုံကျဲတိုက်ခိုက်တဲ့နေရာမှာအနီးအနားမှာရှိတဲ့အရက်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ် KNL တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကပူပေါင်းတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကတပ်မိသားစုဝင်းတွေဟာထွက်ခွာခွင့်ပြုဖို့တောင်းဆိုခဲ့တော့လဲအထက်ကခွင့်မပြုဘူးလို့အဲ့ဒီသတင်းရင်းမြစ်ကပြောဆိုခဲ့ပါတယ်ဖပွန်ဖြူဟာအပါဝင်လက်အောက်ခံတရင်၄ရင်းရှိတဲ့စစ်ကောင်စီတပ်သားတွေရဲ့အင်အားဟာ900ဝန်းကျင်လောက်ရှိမယ်လို့စစ်ရေးတုံးတက်သူတွေကလေးလာတုံးတက်နေကြပါတယ်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဒရုန်းတွေနဲ့ဝင်းရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေများပြားခဲ့တယ်လို့သိရပါတယ် စစ်ကောင်စီဘက်က Jet Fighter တွေနဲ့လာရောက်ဘုံကျဲခဲ့တော့လေအရင်လိုမျိုးအတင်မရဲတော့ဘူးလို့သိရပါတယ်။ဖာပေါ်မြို့မှာရှိတဲ့အရတားပြည်သူတွေဟာလည်းအိုးအိမ်တွေစွန့်ခွာထွက်ပြေးကုန်ပြီးတော့ဖာပေါ်မြို့မှာစစ်ကောင်စီအနှွဲဝင်တွေပဲကြံရှိတော့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်ပကဖအထူးတပ်ဖွဲ့ကရဲဘော်တွေဟာတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကိုစစ်ကောင်စီတပ်ဖွဲ့ဝင်းတွေအဖြစ်နဲ့အသွင်ယူဝင်ရောက်ခဲ့ပြီးတော့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီရဲ့ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ်ပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့၎င်းကပြောပါရယ်မက်စလာ22ရက်နေ့တောက်ကြနေနေလေပိုင်းမှာရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင် စစ်ကောင်စီအရာရှိကြီးများခေါက်တီးရိုက်ကစားနေတဲ့ခေါက်ကွဲနေရာကိုရန်ကုန်ပကဖအထူးတပ်ဖွဲ့ကပြင်းအားမြင့်အဝေးထိန်းမိုင်းနဲ့အောင်မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့၎င်းကပြောပါရယ်ရန်ကုန်ပကဖအထူးထောက်လှမ်းရေးအဖွဲ့အတွင်ယူရဲဘော်တွေကတိုင်းစစ်ဌာနချုပ်ကိုစစ်ကောင်စီရဲ့ကစားထငါမှုဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံနဲ့အဖွဲ့ လာရောက်မဲ့ဖြစ်ကြောင်းနဲ့၎င်းအပါဝင်စစ်ကောင်စီဝင်ကြီးတချို့ရန်ကုန်တိုင်းစစ်တိုင်းမှုနဲ့မြို့တော်ဝင်တခြားတပ်ဖက်ရဲဘက်အရာရှိကြီးများလာရောက်ရန်ရှိကြောင်းအတွင်းသတင်းကိုအတိအကျပေးပို့လာတဲ့အတွက်ကြောင့်ရန်ကုန်ပကဖအထူးတပ်ဖွဲ့ကရဲဘော်တွေကတိုင်းစစ်ဌာနချုပ်ဝင်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဖြစ်အတွင်းယူဝင်ရောက်ခဲ့ပြီးတော့အချိန်မီတိုက်ခိုက်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီရဲ့ထိပ်တန်းအရာရှိကြီးများတိုင်းစစ်ဌာနချုပ်အရာရှိအရာခံများထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့တယ်လို့သိရပါတယ်။ တေဆုံးမှုဇယင်းကိုတော့အတိအကျမသိရသေးဘူးလို့၎င်းကဆက်ပြောပါတယ်တိုက်ခိုက်မှုပောက်ကွဲတံကိုဘေးပတ်ဝန်းကျင်မှာရှိတဲ့မြို့နယ်တွေကကြားရပြီးတော့လက်ရှိတိုင်းစစ်ဌာနချုပ်အတွင်းကိုမိသက်ကားနဲ့လူနာတင်ကားတွေဝင်ရောက်သွားတယ်လို့ရန်ကုန်ပကဖအထူးတပ်ဖွဲ့ကပြောပါတယ်ရန်ကုန်ပကဖအဖွဲ့ဟာစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတော့ပြည်သူလူထုအပေါ်မှာမတရားသဖြင့်ဗိုလ်ချစိုးမိုးနိုင်ထက်စင်းနှင်းပြုတ်ပြီးတော့အာဏာကိုအလွဲသုံးစားပြုတ်လို့ငွေညစ်အကြက်ကင်မှုတွေရဲ့အဓိကခေါင်းကိုင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုဥတီပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့နောက်လိုက်နောက်ပါနောက်တိုင်းသတင်းပေးတိုင်းခရမြို့နယ်ရက်ွက်ကျေးရွာအဆင့်ဆင့်ကိုတာဝန်ယူပြီးတော့လောက်ကိုင်းနေသူများကိုလည်းပြည်သူအပေါ်မှာအခုလိုမျိုးဆက်လက်မောက်မှာကျူးလွန်မှုတွေရှိနေကြောင်းတွေ့ရှိရပါကစနစ်တကျလေ့လာပြီးတော့အပိသက်ချေမုံတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်သွားမှာဖြစ်ကြောင်းကိုလည်းအသိပေးထားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလနဲ့မတ်လ2လအတွင်းမှာရန်ကုန်မြို့မှာရှိတဲ့စစ်ကောင်စီနဲ့ဆက်ဆက်နေတဲ့ နေရ78နေရအထိကိုမြို့ပြပျောက်ကြားအဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေတဲကအကြီးဆုံးပြစ်မှတ်အနေနဲ့9ခုအထိပါဝင်ခဲ့တယ်လို့သိရပါတယ်လေးရင်စီတင် MV တင်းမောဖောက်ခွဲတိုက်ခိုက်မှု MAC အရာရှိများနေထိုင်တဲ့မြဝတီအရာရှိရိတ်တာဖောက်ခွဲတိုက်ခိုက်မှုမိုင်းတဲရုံကျုပ်ပြင်းအားမြင့်ဝေးထိန်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်မှုအင်းစိန်မြို့နယ်မှာရှိတဲ့လေတက်အင်ယာဝင်းပြစ်ခတ်တိုက်ခိုက်မှုနဲ့အခုရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း စစ်ကောင်စီအရာရှိကြီးများခေါက်တီးရိုက်ကစားနေတဲ့ခေါက်ကွင်းနေရာအတွင်းကိုဝင်ရောက်တိုက်ခိုက်မှုတို့ဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရင်းမာပြည်မြို့နယ်မုံရွာပသိမ်းလမ်းမိုက်မှာပတ်စံတောင်းနေတဲ့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ရာရဲ၃ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်လာ၁၉ရက်နေ့မွန်လွယ်၁၈မိနစ်အချိန်မှာမုံရွာပသိမ်းလမ်းမိုက်မှာရှိတဲ့စွမ်းရည်ထက်စီဆိုင်နဲ့အောင်စီရစစ်တပ်ကုန်းကြားမှာကင်းချထားပြီးတော့ ခရီးသွားပြည်သူတွေထံကနေပြီးတော့ပတ်စံတောင်းနေတဲ့ရဲ16ဦးကို Regional Frank Fighters RFF အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ရာမိုင်းကွင်းထဲမှာရောက်ရှိနေတဲ့ရဲ9ဦးကိုထိမှန်ခဲ့ပြီးအရာရှိတအူအပါဝင်တပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိခိုက်ဒဏ်ရာရတဲ့သူတွေကရဲအရာရှိတအူနဲ့တပ်သားတအူဟာပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့ကျန်တဲ့တပ်သားရဲ2ဦးကတော့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာကျန်ရှိတဲ့ရဲတွေကရန်တံပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ခရီးသွားပြည်သူတအူရဲ့ကားတစ်စီးကိုလူရက်ပြီးတော့ တေဆုံးသွားတဲ့ရဲနှစ်ဦးရဲ့အလောင်းနဲ့ကြံရှိနေတဲ့ရဲတပ်သားနှစ်ဦးကိုကားပေါ်တင်ခေါ်သွားတယ်လို့တွေ့ရပါတယ်။အဲဒီကားကိုနာမခစစ်ဆေးရုံကိုမောင်းနှင်သွားပြီးတော့ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးတည်းကတဦးဟာဆေးရုံအရောက်မှာထပ်မံပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်။ရဲခွေးသုံးကောင်တေးပါတယ်ပဆန်တောင်းနေတဲ့အချိန်မှာမိုင်းဆွဲတက်ခိုက်ခဲ့တာအရာရှိတအုပ်နဲ့တပ်သားတအုပ်ကတော့ပွဲချင်းပြီးသေးတယ်ကျန်တဲ့တကောင်ကတော့ဆေးရုံရောက်မှသေးတယ်လို့ Regional Franks Fighters RFF အဖွဲ့ကတာဝန်ရှိသူတအုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တဲ့ရင်လေးကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်အကူအညီတောင်းကြင်နာလေးတစ်ခုကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျအမြဲတမ်းတင်ဆက်ပေးနေကြ Revolut Burma channel က warning ထိထားပြီးတော့ channel ကနေနေတဲ့အတွက်ကြောင့်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်အခုပြသထားတဲ့ Revolut Burma news channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစီခင်ဗျနာမည်ကတော့မပြောပါဘူးအနောက်က news channel ဆိုတဲ့စလုံးလေးပဲပူသွားတာပါရှာမတွေ့မှမပူပါနဲ့အောက်က description မှာ channel အသစ်ကလေးရဲ့ link လေးကိုထည့်ပေးထားပါတယ်ခင်ဗျ subscribe လုပ်ပေးထားကြတဲ့လူကြီးမင်းများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီအတွက်စစ်သားတဲ့စူဆောင်းနိုင်ရေးလှုပ်ဆောင်ပေးနေတဲ့မန္တလေးမြို့အမရဘူရမြို့နယ်မိချောင်းတက်ကျေးရွာအုပ်စုကယာအိမ်မှုတအူမက်စလာ20ရက်နေညာပိုင်းကပြစ်တက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမရပူရမျိုးနဲ့မိချောင်းတက်အုပ်စုအတွင်းယာယီမှုတယောက်ရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်လို့မန္တလေးမြေပြင်ကင်းထောက် မန္တလေး revolution ကမက်လ21ရက်နေ့မှာဖော်ပြထားပါတယ်မက်လာ20ရက်နေ့ည8နာရီမှာအမရပူရမြို့နယ်မိချောင်းတက်ကျေးရွာအုပ်စုမိချောင်းတက်ကျေးရွာမှာရှိတဲ့ယာအိမ်မှုဦးတောင်းထွန်း46နှစ်ဟာနေအိမ်မှာရှိနေတဲ့အချိန် PDF အဖွဲ့ကတနက်နဲ့ပြစ်တက်သွားတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားပါတယ် အမရပူရမြို့နယ်မိချောင်းတက်ကျေးရွာအပါအဝင်မန္တလေးတိုင်းအတွင်းမတ်လ15ရက်နေ့ကနေစတင်ပြီးတော့စစ်ကောင်စီအုပ်စုကစစ်သားတက်စူဆောင်ရေးအတွက်အပူတပြင်းလှုပ်ဆောင်နေကြပြီးတော့စရင်ကောက်တာဖောင်ဖြည့်ခိုင်းတာမှတ်ပုံတင်ခိုင်းတာငွေညစ်တာတွေကိုလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီအုပ်စုကလူငယ်လူရွယ်တွေကိုအသေးခံစစ်သားတွေအဖြစ်နဲ့စူဆောင်ဖို့ကြိုးပမ်းနေပြီးတော့စစ်ကောင်စီအုပ်စုကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှုပြူစောထီးမီးတက်တဲ့ ကြန့်ခိုင်ရေးပါတီဝင်တွေကစစ်သားတဲ့စုဆောင်ရေးလုပ်ငန်းစဉ်တွေမှာဥဆောင်ပြီးတော့ပါဝင်လောက်ကန်ပေးနေကြတယ်လို့သိရပါတယ်စစ်ကောင်စီအုပ်စုအတွက်စစ်သားတဲ့စူဆောင်းပေးနေတဲ့သူတွေကိုတံပြန်တိုက်ခိုက်မှာဖြစ်ကြောင်းကိုမန္တလေးမြို့ပြပျောက်ကြားအဖွဲ့စစ်နှစ်ကကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရပါဗျ။မက်စလာ၁၈ရက်နေ့ညပိုင်းကလည်းစစ်သားတဲ့စူဆောင်းနေတဲ့သူတွေစုဝေးနေထိုင်တဲ့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်38လမ်း84လမ်းနဲ့85လမ်းကြားကစစ်ကြာနယ်စဉ်ရက်ွက်ရုံးကို ဘုံပြစ်တိုက်ခိုက်ခဲ့တယ်လို့မန္တလေးမြို့ပြပျောက်ကြားမန္တလေး UG Wolf Army ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ဒါဝကျေးရွာမှာစစ်မှုထမ်းရမယ့်လူငယ်စည်ရင်တွေကိုကောက်ခံတဲ့ရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်လဲလှီးပြီးတော့အသက်ခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ21ရက်နေ့နေ့လယ်တနားရီခွဲအချိန်မှာရခိုင်ပြည်နယ်တန်တွဲမြို့နယ်ဒါဝကျေးရွာကရက်ွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ဝင်းရွှေကိုလူတချို့ကဝင်ရောက်ပြီးတော့တပ်ဖြတ်သွားတယ်လို့သိရပါဗျ တန်တွဲနေဒါဝမှာသူ့ကိုတော့ရွာကလူတွေကအုတ်ကြီးလို့ခေါ်တယ်ရက်ကွက်အုတ်ချုပ်ရေးအဖွဲ့ဝင်မှာတနေ့ကစစ်မှုထမ်းရမယ်လူငယ်စင်းတွေကောက်တာမှာသူကရှေ့ဆုံးကပါတယ်အဲ့ဒီနေပြီးတော့သူ့ကိုဓာတ်နဲ့လေပင်းကိုဖြတ်ပြီးတတ်သွားတာလို့ကြေးရွာကပြည်သူတို့ကရှင်းပြလာပါတယ်အလားတူပဲမက်စလာ21ရက်နေ့နေ့လယ်7:00နာရီခွဲအချိန်မှာဘကိုးတန်းပြည်ခရိုင်တဲကုန်းမြို့နယ်ဇီးကုန်းကြေးရွာအုပ်စုအုတ်ချုပ်ရေးမှုမြင့်ဆွေနယ် ထွေအုပ်စရေးကိုဖြိုးတို့ဟာစစ်မှုထမ်းစရင်ကောက်ခံပြီးတော့ပြန်လာတဲ့အချိန်ပြစ်ခတ်ခံရတယ်လို့သိရပါဗါးအုတ်ချုပ်ရေးမှုမြင့်ဆွေကတော့ဝယ်ခြင်းပြီးတေဆုံးခဲ့ပြီးတော့ထွေအုပ်စရေးကိုဖြိုးကတော့ဒဏ်ရာအပြည့်ထံရရှိခဲ့တယ်လို့သိရပါဗါးတာပေါင်းချေးရွာနာမှာပြည်ခိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်363 PPDF တပ်ရင်းတပ်ခွဲ9နဲ့363 PDF တပ်ရင်းတပ်ခွဲ4ပူးပေါင်းຫນွေဦးမောင်အဖွဲ့ကဇီးကုန်းရွာအုတ်ကြီးမြင့်ဆွေနဲ့ထွေအုပ်စရေးကိုပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်အုတ်ချုပ်ရေးမှုမြင့်ဆွေကတော့နေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားတယ် ထွေဦးစည်ရဲ့ကိုဖြိုးကတော့1 byte G ထိမှန်ပြီးတော့အပြင်းထန်ဒဏ်ရာရခဲ့ပါတယ်လို့363ကြတဲ့ PPDF တရင်ကသတင်းပေးပို့ပြောဆိုလာပါတယ်အကြံဖတ်စစ်ကောင်စီတောက်တိုင်တွေဖြစ်ကြတဲ့စစ်သားများရဲတပ်ဖွဲ့ဝင်များပြူစောထီးများတရင်ပေးများစစ်မှုထမ်းဖို့အတွက်အတင်းအဓမ္မဖိအားပေးနေတဲ့ရက်ကြီးအုပ်ချုပ်ရေးမှုများကိုပြက်ပြက်သားသားရေးယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုနဲ့အ мян ဆုံးပူးပေါင်းကြဖို့ကို PKI 363ညတဲ့ PPDF တရင်ဆက်သွယ်ရေးနဲ့တရင်ပြန်ကြားရေးတာဝန်ခံကတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူတပ်မတရတိကအကြမ်းဖက်စစ်သားတွေလိုက်ပါလာတဲ့စစ်ကား၄စီးကိုဒေါ်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ21ရက်နေ့ညနေ4နာရီခွဲအချိန်ကပခုတ်ကူတပ်မတရတိကနေကံမဘက်ကိုစတင်ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကောင်စီကား၄စီးကိုမြိုင်ပကဖတိုင်ရင်တက်လက်ယုံတပ်ဖွဲ့ကဥဆောင်ပြီးတော့ Black Cobra Force PKU သူတွေနဲ့ကံမတပ်ပေါင်းစုတို့ကပခုတ်ကူကံမကားလမ်းမိုင်းတနေရာမှာ နှစ်ချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်က6ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်။တရင်ကတော့ KNDP ပြည်နယ်ရှမ်းပြည်နယ်နေဆက်မှာရှိတဲ့ဖေကုံမြို့နယ်ကလက်အိတ်ဆေးရုံကိုစစ်ကောင်စီကမက်စလာ22ရက်နေ့မနက်10:00နာရီကျော်မှာတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာဆေးရုံဟာထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ လက်အိတ်ဆေးရုံကိုလေချောင်းတတိပေးချက်တွေရှိနေတဲ့အတွက်လူနာတွေမထားဘူးဆေးရုံဆောင်တွေပဲထားတာဆေးရုံဆောင်နှစ်ဦးထိပြီးတော့တဦးကတော့ဒဏ်ရာပြင်းထန်တယ်လို့စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့သူတို့ကပြောပြလာပါတယ်ကျဲချတာမင်းနဲ့ပိုင်းပဲရှိသေးတယ်အခုလေရင်နဲ့ဘုံကျဲတာအသက်အကျယ်ကြီးကြားလိုက်ရတယ်လို့စစ်ဘေးရှောင်ကူညီပေးနေတဲ့သူတို့ကစေးယုံပြက်စီးနေတဲ့ဓာတ်ပုံတွေနဲ့ Facebook မှာရေးသားထားတာကိုတွေ့မြင်ရပါတယ်။ထမှန်ပြီးတော့ရရှိတဲ့သတင်းတွေအရစေကောင်စီတပ်ကမနက်10:00နာရီ10မိနစ်အချိန်မှာတိုက်လေရင်နဲ့16ဂရင်ဆက်နဲ့လက်အိပ်ပြည်သူစေးယုံကိုတကြိမ် ်ဘုံဒီနှလုံးနဲ့၄ချိန်လာရောက်ကျဲချခဲ့ခြင်းဖြစ်ပြီးတော့စေယုံဘေးမှာရှိတဲ့ပြည်သူတို့ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံကားတစီးစေယုံအဆောက်အဦတချို့ပျက်စီးခဲ့တယ်လို့1007မိုးပြဲ PDF ကသတင်းထုတ်ပြန်ထားပါတယ်အဲ့ဒီဆေးရုံဟာစေကောင်းစီလေရင်ဘုံကျဲမှာကိုစိုးရိမ်နေတဲ့အတွက်ကြောင့်အရင်ကတည်းကလူနာကုသခြင်းလူနာတွေကိုထားရှိခြင်းမပြုဘဲနဲ့ဆေးရုံပစ္စည်းတချို့ကိုတိုးလောင်ထားရနေရာတစ်ခုလည်းဖြစ်တယ်လို့ဖော်ပြထားပါတယ် ဖဲကုံမျိုးစစ်ဆောင်အရေးကူညီပေးနေတဲ့သူကတော့ဆေးရုံဆိုပေမဲ့မိုးပြဲဖဲကုံဒီမော့ဆိုလွိုင်ကော်ကစစ်ဆောင်တွေစစ်ပေးဆောင်စခန်းအဖြစ်နဲ့အသုံးပြုနေတာပါစစ်ပေးဆောင်ပြည်သူနှစ်ဦးလည်းအသက်ဆုံးရှုံးတယ်လို့တော့ကြားထားတယ်အတီးပြုတ်လို့တော့မရသေးဘူးလို့သတင်းပေးပို့လာပါတယ်လက်ဤပြည်သူဆေးရုံဟာရွေးကောက်ခံအရက်သားအစိုးရလက်ထက်ကနိုင်ငံတော်အစီအမံနဲ့တိစောက်ထားတဲ့ဆေးရုံဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာကရင်ပြည်နယ်အတွင်းလွိုင်ကော်ဖားဆောင်တိုက်ပွဲတွေအပြင် ဖဲကုံပင်လောင်းမြို့တဝိုက်တိုက်ပွဲတွေကြောင်းစေကောင်စီရဲ့လေးချောင်းရံကိုအထူးသတိပြုကြဖို့ကိုတော်လိုင်းအင်အားစုတွေကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာနိုင်ငံတဝမ်းလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ